မြန်မာငလင်ဘေးမှာထိခိုက်ပျက်စီးမှုတွေအပြင်းထန်ခံစားခဲ့ရတဲ့ပြည်သူတွေအတွက်စစ်ကောင်စီထံနိုင်ငံတကာကပေးအပ်ခဲ့တဲ့အရေးပေါ်အကူအညီတွေဟာလိုအပ်သူတွေထံရောက်ရှိခြင်းမရှိဘူးလို့သွေးစွန်ငွေဖြတ်တောက်ရေးလှုပ်ရှားမှု Black Money Campaign စီကသိရပါဗျ။စစ်ကောင်စီဟာနိုင်ငံတကာကငလင်ဘေးအတွက် လူသားချင်းစာနာထောက်ထားမှုအနေနဲ့အလင်းမြန်ပေးရလာတဲ့အစားအသောက်၊ဆေးဝါးစတဲ့အရေးပေါ်အကူအညီတွေကိုပြည်သူတွေစီထိရောက်စွာ ပေးရမှုမရှိဘဲ နေပြည်တော်ရှိကိုရောင်တွေမှာတင်စီထားတယ်လို့သိရပါဗျ။ဒါအပြင်သခိုင်းမြို့အတွင်းမှာလည်းနေ့900ဘောလုံးကွင်းအတွင်းမှာသာအကူအညီတွေကိုတင်စီထားပြီးမြို့ပေါ်လူထုအလုံးစီထိရောက်စွာဖြန့်ဝေခြင်းမရှိဘူးလို့သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့အစည်းကထုတ်ပြန်ထားပါဗျ။ဖြစ်ရအလုံးကိုခြုံပြီးကြည့်ရင်စေုံစုကတဆင့်သွားရင်အကူအညီတွေဟာဘေးသင့်လူထုအလုံးထံမရောက်ပါဘူး။ပြည်သူလူထုစီတကယ်ရောက်ချင်ရင်ပြည်သူလူထုကိုတိုက်ရိုက်ထောက်ပံ့နိုင်မဲ့နိလန်းတွေကိုတုံးရပါမယ်။ ။စကိုင်းငလင်မှာလည်းကယ်ဆယ်ရေးအကူအညီတွေကိုလက်နက်တပ်ဖွဲ့အသုံးပြုနေတာတွေရှိပါတယ်။ဒီအကူအညီတွေကိုနိုင်ငံရေးအမြတ်ထုတ်တာတွေပြုလုပ်မှာအင်မတန်စိုးရင်စရာကောင်းပါတယ်လို့ Black Money Campaign အဖွဲ့အစည်းတာဝန်ရှိသူတူဖြစ်တဲ့မတ်မေက ARD Times ကိုပြောပါရယ်။ဒါအပြင်ငလင်ဘေးသင့်လွမြောက်နယ်မြေတွေမှာလည်းစစ်ကောင်စီကဝင်ရောက်ခွင့်ကန့်သက်ထားမှုတွေကြောင့်နိုင်ငံတကာအကူအညီအနှဲငယ်သာရရှိပြီးလုံးဝရရှိခြင်းမရှိတဲ့ဒေသတွေလည်းရှိနေတယ်လို့သိရပါရယ်။ ပြင်းထန်မြမငလင်ပေးအတွက်ပြည်တွင်းပြည်ပကလှူဒန်းတဲ့မြမကျပ်ငွေ135ဘီလီယံကျော်နဲ့အမေရိကန်ဒေါ်လာ2တန်းကျော်ကိုလက်ခံရရှိထားတယ်လို့စစ်ကောင်စီဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကဧပြီ25ရက်မှာပြောကြားထားပါတယ်စစ်ကောင်စီရဲ့နိုင်ငံတကာအကူအညီတွေပေါ်အလွဲသုံးစားပြုနေမှုတွေကြောင့်နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေအနေနဲ့ငလင်ပေးအကူအညီတွေပေးရရမှာ ပြည်သူလူထုထံတိုင်းရိုက်ရောက်ရှိနိုင်ဖို့ NUG EOS CSOS CBOS အဖွဲ့အစည်းတွေကတဆင့်ထောက်ပံ့ပေးတဲ့လို့လဲသွေးစွန်းဝင်ဖြတ်တောက်ရေးလှူရှားမှုအဖွဲ့အစည်းကအကြံပြုပြောဆိုထားပါတယ်